စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်တွင်မှာရန်တိုက်ခံများမယ်စိန်နောက်ဆက်များမယ်မတော်တဆထိခိုက်မွန်တဲ့ကူးဆက်ရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းရံများခြင်းပဋိပက္ခနဲ့စိန်နောက်ဆက်တွေကိုထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်ဝေဝင်ပြန်ထွက်မမြဲအပြိုင်တိုက်ခံနေတဲ့ကြုံခြင်းတွေရှိတတ်တယ် 20နှစ်နေမှာရံများမယ်ပစ္စည်းတွေအပျက်စီးပျောက်ရှာတွေများတဲ့တဲ့23ရက်နေမှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကင်ချိုးပေးမယ်24ရက်နေကငွေကြေးကန်ကောင်းမယ်လက်ဝယ်မယ်လူရပြည့်စုံမယ်25ရက်နေမှာအပြိုင်ဆိုင်အားလုံးကိုကြော်လွှားပြီးတော့ဘဝတိုးတက်မယ်26ရက်နေမှာရှင်ပြိုင်မှုအောင်မြင်မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်မယ် 2029နှစ်နေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးခွဲချိုးပေးမယ်28ရက်နေမှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်မိကောင်းဆွေကောင်းထောက်ခွရမယ်29ရက်နေမှာအလူမင်္ဂလာကိစ္စတွေပံဝင်ပတ်သက်ရတဲ့အရဝေးနဲ့ဆက်ဆက်ပြီးချိုးပေးတယ်စာရွက်စာတမ်းလက်ပြောလက်လွယ်သတိထားမယ်29ရက်နေ့မှာ အရဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းညွှန်မယ်30ရင်းနေရာတော့အတိုက်ခံအလုံးကိုကြော်ပြီးတော့ဘုရားတိုးတက်ခြင်းနဲ့ကံမြမမှုတွေကိုရရှိမယ်ဒီကာလအတွင်းမတော်တဆထိခိုက်မှုတွေဖြစ်တတ်တဲ့ရက်နှစ်ရရှိတယ်ဇွန်လ25ရက်နေ့နဲ့26ရက်နေ့လို့ဖြစ်ပါတယ်25ရက်နေ့ဇွန်မှာအရှိရကိုတည်သွားစရာတွေဖြစ်တတ်တဲ့ဘယ်နဲ့9နိုင်ခွဲနဲ့9နိုင်တွေသတိထားပါ ဂျူနာ26ရက်နေ့မှာရှေးတောင်ရကုန်တည်သွားစရာနေရှိတတ်တယ်။ညနေ3နိုင်တဲ့ဒေနိုင်ခွဲတွင်သတိထားမယ်။ကောင်းစီကောင်းလျှော်ပြည့်ရက်2ရက်ရှိတယ်။ဂျူနာ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တယ်။အဲ့ဒီနေ့မှာကောင်းစီကောင်းလျှော်ပြည့်ခြင်းနောက်သပင်းပုံသဏ္ဍာန်သွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်။ကြာသာပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်။ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိန်တော်ဆက်တည်ဖြစ်လိမ့်မယ်36ကိုးကနန်းနေချိုးပေးတဲ့အနီရောင်ပန်းရောင်ချက်သွေးရောင်တို့ကိုသုံးမှကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါယေရှုတည်ပါတယ်